ားလုံးပဲမင်္ဂလာပါခင်ဗျာ28ရက်3လ2025ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့သောအင်အားပြင်းငလင်ကြီးကြောင့်နေပြည်တော်ပြည်မနာမြို့မှာစ၍စကိုင်းမြို့ထိမြန်မာနိုင်ငံအလဲပိုင်းတစ်လျှောက်ငလင်ကြောင်းတိုက်တာဆောင်များနဲ့လူထိခိုက်ဆုံးရှုံးမှုများများစွာဖြစ်ပေါ်ခဲ့ပါတယ်ဆိုပါငလင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရသော အဆောက်အဦများပြန်လည်ရှင်းလင်းခြင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ကျွန်တော်တို့ကိုဘိုဒါ GPS သည်ကိုဘိုဒါမြန်မာကမ္ပဏီလီမိတက်နဲ့ပူးပေါင်းပြီးတော့ဒေပြီတော်မန္တလေးမြို့များတွင်ကမ္ဘာရောင်းဝအကောင်ဆုံး9တန်ခွဲ10တန်ကိုဘိုဒါမြေသူဆက်အသစ်များဖြင့်ငလီဘေးတင်သောပြည်သူများဤပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်မြစ်တာဖြင့်အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ပါသည် နေပြီးတော့ကောင်းစီနေနေတွင်ပြမနာဥပ္ပတိလေဝေးနဲ့ဥတ္တရတိတိမျိုးနယ်များရှိငလင်ကြောင့်ပျက်စီးကြရသောသာသနိကအဆောက်အဦများဆေးရုံနဲ့လူနေအဆောက်အဦ၁၂ခုကိုကူညီဆောင်ရွက်ပေးခဲ့ပါတယ်ထို့သူမင်္ဂလေးမျိုးတွင်လည်းပြည်ကြီးတခုမျိုးနဲ့ အမရပူရမြို့နယ်အောင်မြေသာဇံမြို့နယ်ကြောက်စယ်မြို့နယ်များရှိတာသနိကအဆောက်အဦများဆေးရုံနဲ့လူနေအဆောက်အဦရှိခုကိုကူညီဆောင်ရွက်ပေးခဲ့ပါတယ်ဆက်လက်၍ငလင်းပေးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်းကျွန်တော်တို့ကိုဂိုဒါ GBA အနေဖြင့်ကိုဂိုဒါမြန်မာကုမ္ပဏီလီမိတက်နှင့်ပူးပေါင်းကမြစ်တာဖြင့် ကူညီဆောင်ရွက်ပေးသွားဦးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုသုံးထိကြည့်ရှုပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်ရှိပါတယ်ဒရင်နဲ့ခံစားနေရတဲ့မြန်မာပြည်သူပြည်သားများနဲ့အမြဲထောက်ရတသားတည်းယက်တည်နေမယ်ဆိုတဲ့အကြောင်းကိုလည်းကိုဗိုဒါ GPS ကံမီမိသားစုများကူစားပြောကြားလိုပါတယ် ်ဂလင်တန်ခံစားနေရတဲ့မြမပြည်သူပြည်သားများလည်းအမြန်ဆုံးပြန်လည်ထူထောင်နိုင်ကြပါစေလို့ကိုဗိုဒါဂျီပီရဲ့ကံမီမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ